နေ့ကတော့ကရကန်းကားလို့ရှိရင်တတိထားမဲ့အချက်တွေကိုပထမပိုင်းနေနဲ့တင်ထားတာရှိတယ်။ဆိုတော့ဒီနေ့ကဒုတိယပိုင်းเนาะ။အဲ့တော့ပထမပိုင်းထဲမှာ comment တွေရလေလာပြီးတော့ရေးပေးကြတာအားလုံးကိုကျေးဇူးတင်တယ်เนาะ။တချို့တွေကလည်းကိုယ်တိုင်ဖြစ်တဲ့အတွေ့အကြုံလေးကိုလာဝင်ပြီးတော့ share ထားကြတယ်။တချို့ကလည်းတစ်ခါမှဒီလိုမျိုးမလေးရှားမှနေရကြပြီးပေါ့เนาะ။မတွေ့ဘူးပါဘူးပေါ့เนาะ။မရှိတော့ပါဘူးဆိုတာလည်းရှိတယ်ပေါ့เนาะ။အဲ့တော့ကျမတို့ကလေအာဘယ်နေရာမှာပဲဖြစ်ပါဘယ်တိုင်းမီပဲဖြစ်ဖြစ် ဘယ်မျိုးပဲသေးတာပဲဖြစ်လူတွေကလေစိတ်ကမျိုးမျိုးရှိကြတယ်လေလူကောင်းလူဆိုးဆိုတာနေရာနှက်မှာရှိနေတာပဲပေါ့နော်အဲ့တော့ဘသူမှလေငါလူကောင်းမှလူဆိုးပါဆိုရင်နှစ်ဖူးမှစားကတ်ထားတာမဟုတ်ဘူးလေအဲ့တော့ကျွန်မပြောချင်တဲ့ဟာကတကယ်လက်တွေ့ပေါ့နော်တကယ် gregas တမားတွေတချို့ရဲ့ပေါ့နော်ဘူးလင်းလုပ်ချင်းကိုအနိုင်ကျင်ကြီးကိုခံရတဲ့သူတွေရဲ့အဖြစ်အပျက်လေးတွေတကယ်ရှိလို့ကျွန်မတင်ပေးတာပါကျွန်မတင်သမျှပို့စီတယ်မှာလေအစိတ်တောက်ဖြစ်မဲ့ဟာတွေဟိုလိုမျိုးပေါ့နော်ဟိုညံမပါတဲ့ post တွေကျွန်မဘာတစ်ခုမှမတင်ဘူးပေါ့နော်ရွေးချက်လည်းမရှိဘူးချို့မသိရတဲ့လူတွေပေါ့နော်အာတိပါစေဆိုတဲ့ဒါစေတနာနဲ့ဒါတင်တာပဲဖြစ်ပါတယ်နော်ဂရကားငှားမယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့လေဒီလိုမျိုးပြောလို့ကြောက်စရာလည်းမရှိပါဘူးနော် အာကရသမားတိုင်းလူလူကလည်းမကောင်းတဲ့လူဆိုတာလည်းမရှိပါဘူးလူဆိုးတဲ့လူကောင်းကနေရတာကမှထွန်တွဲနေရပဲပေါ့နော်တတိထားစီခြင်းနဲ့စေတနာနဲ့ဒါတတိပေးခြင်းဖြစ်ပါတယ်နော်အခုနောက်ပိုင်းဆိုလို့ရှိရင်တည်င်းလေးတွေကစိတ်လာတယ်ကရသမားတချို့ရေပေါ့နော်ဒီအနိုင်ကျင့်ခြင်းကိုခံရတဲ့ကျမတို့မြန်မာတချို့တွေရှိကြတယ် အကျမတို့ဒါတွေကသူတို့လာလာပြောပြတယ်တက်တည်ထောက်ထားရင်လည်းပြောတယ်တချို့ကလည်းဘယ်တိုင်လုံးတိုင်ရမှန်းမသိဘူးအဲ့ဒါကြောင့်ကျမတို့ကမနေ့ကတနေ့ရပါလေကျမအဲ့ဒါလေးနဲ့တကယ်ဖြစ်ဖြစ်လေးဖြစ်လိုက်တာနဲ့ပတ်သက်ပြီးစိတ်မကောင်းလို့ပေါ့နော်ဒါတော့ငါတို့တိုင်မှဖြစ်တော်မယ်ဆိုပြီးတော့ तू ကတော့မတိုင်တတ်ဘူးပေါ့လေကျမတို့လည်းတိုင်ပေးပါဆိုပြီးတော့ तू ကပြောတာမဟုတ်ပါဘူး तू ရဲ့ဒါဖြစ်ဖြစ်ခဲ့ကို तू ကแชร์ပေးတာပါအဲ့တော့ तू ကကြတော့ဒီကရသမားရဲ့ အာနံပါတ်တွေလိပ်စာတွေကားနံပါတ် plate တွေသူကအကုန်လုံးသိထားတဲ့ခါကျတော့ကျမနေတိုင်ရတာအဆင်ပြေတာပေါ့နော်။ဒါကျမတိုင်ထားတဲ့အချက်လက်တွေလည်းဒီမှာပြထားပေးပါရနော်။နေ့ရက်အဖြစ်ကဆိုလို့ရှိရင်သူနေတဲ့အဆောင်ကနေပြီးတော့တဲ့ ဒီသူသွားမဲ့နေရာကိုဂရန်ငားလိုက်တယ်တဲ့အကွာကြာချိန်က33မိနစ်ရှိရေလန်ဒန်ရှောက်မှာဒီဂရက်ဆရာသူ့ကိုပေါ့နော်စကားတွေကိုရွှေးနေအောင်ပြောတာတယ်အဲပြောတဲ့အခါသူ့စိတ်ထဲမှာတော့မသူခံစားလိုက်ရတယ်ဟဲသူ့ပေါ်ကိုမိသားစုကိုဆက်ဆက်နဲ့ဆက်ဆက်မျိုးပေါ့နော်ဘာပဲပြောကျမတို့မြန်မာတချို့ဒီမှာရောက်နေရတယ်တချို့တွေအရင်အထီးကျန်ကြတယ်အာပြီးတော့အလုတ်အကိုင်းကအရင်ပင်မန်းတယ်လေနော်တယောက်ယောက်ကကိုယ့်ကိုပေါ့သူများနိုင်ငံမှာကိုယ့်ကို attention ပေးလိုက်တယ်ပေါ့နော်ကိုယ့်ကိုတလေးတဆဆက်ဆက်လို့ရှိရင်လေအရင်ကိုပျော်ရွှင်တဲ့ခံစားမှုမျိုးရှိကြတယ်လေနော်ဒါတွေကတော့ခံစားရ လူကြီးတိမာပါအဲ့တော့သူ့စိတ်ထဲမှာလဲအော်သူ့ကိုဒီဂရက်သမားကတော့ကောင်းရှာတယ်ဗောဆိုတော့သူကလဲစကားတွေပြောလာဗောပြောရင်းရနေပြီးတော့သူစင်းမဲ့နေရမရောက်ခင်သားလေးမှာပဲသူ့ကိုဖုန်းတောင်းတယ်တဲ့ဖုန်းတောင်းတော့သူကလဲအဲဖုန်းတောင်းတယ်ဆိုတာကလဲသူကလဲစကားကိုဖြတ်ပြောရမယ်ဆိုလို့ရှိရင်အာသူ့ ဂရက်သမားကရွယ်ချက်ရှိလို့ဖုန်းတောင်းတာဒါပေမဲ့သူ့စိတ်ထဲမှာတော့ဒါတာမန်ပဲလို့ထင်ပြီးတော့သူ့တယ်လီဖုန်းလေးကိုပေးပြီးတော့ပေါ့နော်ဒီမိသားစုပုံလေးကြီးပြတာတို့ဘာတို့ညာတို့ပေါ့နော်လန်ဒလန်လန်တောက်လျှောက်မှာလဲသူမင်းဘာမှအလုပ်လုပ်လဲတို့ဘာလဲညာလဲသူကလည်းသူ့ရဲ့အဖြစ်ပြက်ကလေးတွေပေါ့နော်သူလည်းပြန်ပြီးတော့ share တာပေါ့လေနော်ဂရက်သမားနဲ့ share ပြီးတော့အဲ့အဲ့သူကအဲစိတ်မဲ့နေရာကိုရောက်တော့ဂရက်သမားရက်ပေးတယ်တဲ့နော်ရက်ပေးပြီးတော့ဘာဖြစ်လဲဆိုတော့အာသူက အစ်ထရနေရောပတ်စံသူကပေးလိုက်တယ်ကားကားကိုပေးလိုက်တယ်ကားကားပေးလိုက်ပြီးခါမှာဂရသမားကိုသူကနေကျွန်တော်ဖုန်လေးပေးပါအောင်လို့ပြောတဲ့ခါမှာဂရသမားကပြောလို့ဆိုတော့မပေးနိုင်ဘူးတဲ့နော်မိမကျင်တဲ့လို့ရှိရင်ကြိုက်တဲ့နေရာကိုတိုင်းတယ်အဲ့လိုပြောတာသူ့ကိုလေအဲ့တော့သူကရုံးကိစ္စအတွက်လောရမယ်ကိစ္စစာရွက်စာတမ်းတွေကတချို့အရာတွေဖုန်းထဲမှာအကုန်ရှိရယ်ပေါ့နော်ဒီ QR ယူထားတဲ့ဟာတွေအကုန်လုံးကဖုန်းထဲမှာရှိတဲ့ခါကျတော့သူကပြသွားပြီလေဟာအဲ့လိုတော့မလုပ်ပါနဲ့ကျွန်တော်ဖုန်းလေးကိုပေးပါဆိုအဲ့အချိန်မှာပဲသူ့ရဲ့အိတ်တလုံးကလည်းကားထဲမှာရှိနေတယ်အဲ့ထက်မှာလည်းသူ့ရဲ့ copy ကူးထားတဲ့စာရွက်စာတမ်းတွေပေါ့နော်ဒါကသူတန်ရုံးကိစ္စကိုလာမှာဆိုတော့ ့အဲ့ဒါကိုဒီကားသမားမပေးဘူးမပေးဘဲနဲ့ကားကိုမောင်းပြီးထွက်ပြေးသွားတယ်တဲ့နော်အဲ့တော့ तू ကဖုန်းကိုကင်ထားပြီတစ်ချိန်လုံးအဲ့တူဖုန်းပြလိုက်တဲ့အချိန်မှာ तू တတိဖုန်းကိုကားမောင်းရင်းနဲ့ပို့နေရတယ်ပို့တဲ့အိဗေကတော့ तू ကလော့ကြအောင်မှာဆိုလို့လေနော်အဲ့ तू လော့မကြအောင် तू ကပို့နေရနေမှာပေါ့ဒီမျိုးဆိုလို့ရှိရင်ပိုင်ရှင်ရတာဒီ password တွေပါပြီးမှဒါပြန်ဖွင့်လို့ရမယ်အနေထားကိုတတိဖုန်းက အဲ့ဒါလည်းထွက်ပြေးတဲ့ထွက်ပြေးရောသူကဟိုပါတော့နည်းနည်းလေးကန်ကောင်းချင်တော့သူ့စီမှာဖုန်းတစ်လုံးကအပေါ်ပါတယ်ဒါပေမဲ့အဲ့ဖုန်းကနည်းပေါ်တော့သူစင်ကပ်ပွဲပြီးတော့အဲ့ဒီဂရသမားရဲ့နံပါတ်ကိုသူမှတ်ပြီးတော့ဆက်တယ်တဲ့ ဆက်လိုက်တဲ့ခါကျတော့ तू ကင်တယ်ကင်ပြီးတဲ့ခါအဲ့တော့ကောင်လေးကပြောကျွန်တော်ဖုန်းတော့ပြန်ပေးပါအဲ့လိုတော့မလုပ်ပါနဲ့ဘာညာပြောတော့ तू ကပြောတယ်ကျွန်တော်ပတ်စံ200လာပေးပါမယ်ကျွန်တော်တော့ဖုန်းလေးပြန်ပေးပါပါเนาะအဲ့လိုပြောတဲ့အချိန်မှာအဲ့ဒီကားသမားရဲ့ဘေးမှာအမျိုးသမီးတယောက်အတန်ကြားတယ်သူတို့ချင်းချင်းပြောတော့ရင်းနေကြတာတဲ့တလားရင်းနေပြီးတော့200လဲပေါ့လို့မယူဘူးပေါ့เนาะငဲလို့လာပါလားတော့သူတို့ရဲ့အတိတ်ပဲကျွန်မတို့သိဘူးเนาะတယ်လီဖုန်းတစ်လုံးကလည်းဒီကလေးရဲ့ဖုန်းကလည်း iPhone တွေပါရင်မဟုတ်ပါဘူးရိုးတာမန်ဖုန်းပါပဲเนาะအဓိကကတော့ ဖုန်းထဲမှာဒီဘန်နဲ့ပတ်သက်တဲ့ကိစ္စရောဘာတွေရှိလဲသူတို့ကအဓိကလိုချင်တာကြီးလေနော်အဲ့လိုမျိုးတချို့ဒီမှာနေတဲ့သူတွေဆိုလို့ရှိရင်လည်းဘန်ကတ်တွေရှိတာတွေရှိတာပေါ့လေနော်ဒါသူ့ဟာနဲ့သူပေါ်ထားလိုက်ပါတော့အဲအဲ့ဒါမျိုးလည်းသူကသိချင်တာနေမှာပေါ့အဲ့တော့မပေးဘူးတဲ့နော်အဲ့တော့ဟိုသူ့ရဲ့မိမလို့ထင်တာပဲတဲ့ဘေးကနေပဲအတန်ကြားတယ်တဲ့ရီအောင်ကြီးနေလိုက်သေးတယ်တဲ့ အဲနောက်တစ်ချိန်ပြန်ခေါ်လဲခါကျတော့သူ့ရဲ့နံပါတ်ကိုအဲ့လူက block လိုက်တယ်နော်အဲ့တော့အဲ့ကလေးကအဲ့သူရောက်ရှိနေတဲ့နေရာဝင်းကျင်မှာပဲရဲတွေ့တဲ့ခါမှာသူကရဲဟုတ်အကူညီတောင်းလိုက်တယ်ရဲဟုတ်အကူညီအကူညီတောင်းလို့ရဲရကိုသူက iPhone နံပါတ်ကိုပေးတယ်ငါ့ကိုအဲ့လိုလိုပဲလိန်သွားလို့ပါဆိုတော့ရဲကအဲ့ဒီကားသမားကိုဖုန်းလှမ်းဆက်လိုက်တယ် လှမ်းဆက်ပြီးတဲ့ဘာဖြစ်လဲဆိုတော့ရဲနဲ့စကားပြောပြီးတော့လေရဲဟုတ်လေသူကပေါ့နော်တိုင်နေနေရတိုင်ဘာညာခွကွနဲ့တော်တော်တော့အတင်ရဲတဲ့ဒီကားသမားပေါ့နော်ကားသမားရဲ့နာမည်ကတရုတ်နာမည်အားလုံးပြည့်စုံရှိရကျမဒီမှာချပြလို့မရသေးဘူးဘာလို့ဆိုတော့ဒီကိစ္စကိုကျမက Grab ကိုရဲ့ဒီ company ကိုလှမ်းတိုင်ထားသူတို့လည်းအရေးယူထားတယ်အဲ့လူကိုလည်း ဖယ်ပလိုက်တာတွေရှိတယ်ပေါ့နော်မောင်းခွင့်မရအောင်လို့ပေါ့ဘာလို့မပြောလဲဆိုတော့ဒီကလေးကိုအာရန်လို့မှာဆိုတော့ဘာလို့ဆိုတော့ဒီကောင်လေးကလမ်းတောက်လျှောက်မှာသူဘမနေရဲ့သူဘမလမ်းလို့တယ်ဆိုတာပြောထားတာမဟုတ်လေနော်လောစီတော့ပြောခွင့်မရှိသေးဘူးအဲ့ဒါဒီဂရတမားရဲ့ရာဇဝင်တွေရလေနော်အတိအကျဇမစီမှာအကုန်ရှိတယ်အဲ့လိုနဲ့သူကနေပြီးတော့ရဲရနေဖုန်းဆက်တော့တယ်အဲ့ရဲရလည်းပတ်စံတောင်းတဲ့ခါကျဒီကလေးကရဲကိုတရားပေးရတယ်အဲ့တော့နောက်ကျရဲကိုဆက်ပြီးတော့ရဲကိုလည်းဟိုကဂရတမားဘလော့သွားတယ် အော်ရဲရပါပြောလဲဆိုတော့ရဲစခန်းအောင်လိုက်ခဲ့အမှုဖွင့်ပေးမယ်ပေါ့အမှုဖွင့်တာလည်းရိုးဖွင့်လို့မရဘူးလေပတ်စံတွေထက်ပေးရတော့ဒီကောင်လေးကမသိအောင်ဆောင်ပြီးနေပါစေဆိုပြီးတော့သူလည်းစဉ်းစားတာပေါ့လေအဲ့လိုနဲ့အကိစ္စပြီးတော့အဲ့ကလေးကကျမတို့ဒါကြီးပြောပြတာပေါ့နော်။ तू တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ဘာလို့ဆိုတော့သူ့ရဲ့ဒီအမှတ်တမ်းတွေဘာညာကွက်ကွတွေကဒီဖုန်းထဲမှာအကုန်ရှိရလူတိုင်းကိုယ်စီကဒီလိုပဲဒီဖုန်းတစ်လုံးထဲမှာပဲအကုန်လုံးကတင်ထားကြတာ။အိုးဒီက तू ပြောတဲ့အချက်တွေကျမအကုန်လိုက်ပြီးတော့မှတ်တခြားထိုင်ရေးပြီးတော့အဲကျမဒီအခုပြမယ်ဒီ Grab ရဲ့ကျမတို့ application မှာ help center ဆိုတာရှိရယ်နော်အဲ့ကိုကျွန်မလှမ်းပြီးတော့သူကဟိုဟာဖုန်းနဲ့ခေါ်လို့မရဘူးချက်တင်လို့ရတာဒီကျွန်မပြောသမျှချက်တင်ကိုသူတို့ recording လုပ်တယ်အဲ့တော့သူတို့အဲ့ဒါတွေအကုန်လုံးကိုပြောပြီးတော့အရှင်ယူပေးပါမယ်ကျွန်မကလည်းပြောတယ်နင်တို့ကိုလို့ grad ကပေါ့နော်ဒီကားမောင်းမဲ့သူတွေက grad comedy မှာ register လုပ်လို့ရှိရင်တော့မလေးရှားနိုင်ငံသားလည်းဖြစ်ရတယ်နိုင်ငံသားသားလည်းမရဘူးပြီးလို့ရှိရင် IC လည်းပြရတယ်လိပ်စာပြီးတော့ကားနံပါတ်နဲ့ပေါ့နော်မောင်းတဲ့လူကတူးလည်းဖြစ်ရမယ်ကားအုံနာပဲဖြစ်ရမယ်လीနော် အဲ့လိုမျိုးရင်နင်တို့စီမှာအကုန်လုံးကဒီတေးတွေအကုန်ရှိပြီးသားလို့အဲ့တော့နင်တို့စုံစမ်းရလို့လေဆိုသူကချက်ချင်းဖုန်းကောက်ဆက်တယ်အဲ့ကာသမားကိုကာသမားကဖုန်းက block ထားထားတယ်လုံးဝအဲ့အဲ့နံပါတ်ကဆက်လို့မရဘူးအဲ့တော့ကျွန်မလည်းအချက်လက်တွေအကုန်ပြီးတော့အဲ့တော့နင်တို့ငါ့ကိုလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လို့နော်ဒါသူများကငါဖြစ်မှာဆိုလို့တော့ဒီလိုမျိုးတွေလုပ်နေမှာဆိုလို့အာနင်တို့ရဲ့ဒီ grad သမားကိုလို့နင်တို့ဒီ company ကနေပြီးတော့ အာပေါ်ဖယ်ထုတ်စေခြင်းတယ်လို့ဒီမျိုးဆိုလို့ရှိရင်တို့ဒါဒီလူကဆက်လုပ်နေမှာပဲလေတရားမဟုတ်တရားခံနေရမှာပဲဒါငါတို့ကဟိုပေါ့နော် foreigner ဆိုပြီးတော့ဒီလိုလောက်တာလားလို့ဘလို့လဲ foreigner ဆိုတော့လည်းပတ်စံပစ္စည်းရလေလက်ကားစီရမှာမဟုတ်တဲ့ဥစားရဟုတ်တယ်မလားအာမျက်တောင်းမှုတော့ရှိရမှာလေအဲ့လိုပြောလိုက်တာသူတို့ကချက်ချင်းမှာပဲ action ကြီးယူပေးတယ်အကုန်လုံးပဲကျွန်မတို့လည်း email တွေလည်းပြန်တယ် အဲ့ဒါသူတို့ပြန်ထားတဲ့ email တွေပေါ့နော်အကုန်ပြန်တယ်ပြန်ပြီးတဲ့ခါကျတော့ကျမကပြောတယ်ဒီကိစ္စကိုသူကကျမကိုရဲလဲတိုင်မအောင်လေရဲဟုတ်တိုင်တဲ့ခါမှာငါတို့အဲ့လိုပတ်စံတောင်းတယ်ဆိုတော့ကျွန်တော်ကျမပြောပြလိုက်တယ်ပေါ့နော်အဲ့ကောင်လေးရဲ့ကိုစားကျမအကုန်ရှင်းပြလိုက်တာအဲ့တော့သူတို့ကိုယ်တိုင်လည်းရဲဟုတ်တိုင်ပဲတဲ့အာဘာလို့ဆိုတော့ဒါလည်းရဲအမှုလည်းဖြစ်တဲ့ကိစ္စမဟုတ်လို့ပေါ့နော်အဲ့ဒါသူတို့ကဏအဲ့တော့ကျမကိုဒီတစ်ပတ်အတွင်းမှာပဲဒီလူရဲ့အကြောင်းကိုသူတို့စုံစမ်းရမရပေါ့နော်ဒီလိမ့်စာတိုင်းသူတို့ဆက်ပြီးတော့လဲသူတို့ action ယူသွားမယ်ပေါ့နော်အဲ့ဒါကြီးကျမကိုပြောတယ် နောက်ထပ် case တစ်ခုကကြတော့မိန်းကလေးတွေဂရံငှားတယ်ငှားတဲ့ခါကျတော့ဂရံသမားကသူတို့ကိုပေါ့နော်အာ overstay ဆိုတာတီးတယ်တီးတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့သူတို့သွားခြင်းတဲ့နေရာကိုမပို့ခင်ညီတို့ငါရေစခန်းခေါ်သွားမယ်ဆိုပြီးတော့ပြောတာပြောတဲ့ခါကျတော့ဒီကလေးမလေးကလန့်တာပေါ့လန့်တဲ့ခါသူကငွေညစ်တောင်းတာလေအဲ့တော့ပတ်စံပေးလိုက်ရတယ်ပြီးတော့မှဒီကောင်မလေးကိုသွားခြင်းတဲ့နေရာကိုသူကပြန်ချပြီးအတူချုံးပြောရရင်လीနော်အဲ့ဒါကြောင့်မို့လို့အာဒီဂရံကားငှားလို့ရှိရင် ဘာပဲပြောပြောကျွန်မပထမဆုံးကပြောရင်တောင်းတောင်းစကားတွေမပြောမိစေနဲ့ဆိုတာအဲ့ဒါကိုပြောတာပါเนาะအဲ့တော့ तू ကနားထောင်နေရလေเนาะအဲ့ဒါမျိုးကျွန်မပြောတာလူစိုးလူကောင်းဆိုတာမသိရဘူးလို့เนาะငါမဆိုတတိထားဆိုတာကအဲ့ဒါပြောတာဒီ location ကိုတရားရောက်ကို share လိုက်ပေါ့เนาะတခုခုကဟိုဖြစ်လာမလားမဖြစ်လာဆိုတော့ဘယ်သူမှမသိရဘူးလေเนาะဘာမှမသိရတဲ့အတွက်ကြောင့်လို့ကြိုတင်ပြီးကိုယ့်ဘက်ကကာကွယ်ပြင်ဆင်တာကောင်းတယ်ကိုကသူများနိုင်ငံမှာနေရကြမှုလို့လေเนาะအဲ့တော့ဟို တတိဆိုတာပိုရလို့တော့မရှိဘူးလေနော်ကိုကိုဖြစ်လာလို့ရှိရင်ဒီ Grab ရဲ့ application မှာရှိရဲ့ help center ကိုလှမ်းပြီးရောပေါ့နော်တက်တေထောက်ထားရင်လည်းတိုင်မှုမမေ့ပါနဲ့လို့ငြိမ်းမနေပါနဲ့လို့ကိုရီတိုင်မှသာလေသူတို့ကလည်းတိမာလေနော်အဲ့တော့ဘာပဲပြောပြောဒီလိုမျိုးတိုင်နာတွေများလို့ရှိရင်ဒါ Grab company မှာလည်းပြန်ပြီးတော့တေချာစီစစ်လို့ရတာပေါ့လေနောက်လူတွေလည်းမခံရဘူးပေါ့လေနော်